အန်တီဆူးနဲ့ကျွန်တော်ကာကြုံးနဲ့ရောတမဒါကြီးနဲ့တွေ့တဲ့အပေါ်မှာကျွန်တော်တို့ကတော့အများကြီးမျောလင့်ထားပါတယ်မျောလင့်ထားတယ်ဆိုတာတဲ့ဟိုပဲအကောင့်တာလေးတွေဖြစ်လာမယ်လို့လည်းမျောလင့်ထားတယ်ပေါ့နော်သူတို့လည်းသူတို့အုတ်ချုပ်လာတဲ့တင်လက်အောင်မှာဘာတွေတူးတက်လာတယ်ဘာတွေတူးမတက်လာဘူးဆိုတော့သူတို့သူတို့အသီးဆုံးဖြစ်မှာပေါ့နော်ဟိုအန်တီဆူးနဲ့တွေ့ပြီးတော့သူတို့ပြောတယ်ဆိုတဲ့အပေါ်မှာကျွန်တော်တို့မျောလင့်ထားတယ်လို့ဖြစ်လာဖို့လည်းများတယ်လို့ယူဆပါတယ် ကာချုပ်ရဲ့တမရရေးရဲ့တောင်ဆန်းစုချီရဲ့မေစုပေါ့နော်တို့တိုင်ပေမယ့်မိနိုင်မယ်ဆွေးနွေးမယ်ဆိုတာအင်မတန်မှကောင်းတဲ့လက္ခဏာပါဒီလိုတိုင်တိုင်ပေပေနဲ့ညင်ညင်နိုင်နိုင်နဲ့ရှစ်တိုင်းပြည်အတွက်ရတွေ့ပြီးတော့လှုပ်ဆောင်သွားမယ်ဆိုရင်ဒီပြီးတော့ပေါ့နော်ဒီလိုဆိုတော့ပြီးတော့တင့်တော်မဲ့အလုပ်ဖြစ်ပါတယ်အားပေးပါတယ် အတိအတွက်လာလာအများကြီးကောင်းမယ်လို့ပြောလင်းနေနော်သူဒီအားလုံးပြောလင်းနေဖြစ်လာလိမ့်မယ်လို့လည်းယူဆတယ်နော်အဲကောင်းပါတယ်တို့တွေ့ဆုံတာတော့ကောင်းတယ်အာကျွန်တော်တို့ကတော့အားဖြင့်လေလက်လက်စာသမိုင်းဆိုရင်တရားတော့ညှိနိုင်နိုင်ဖြစ်ကြတာကောင်းတယ်နော်ကျွန်တော်ကညှော်လင့်ချက်ကတော့ကျွန်တော်နိုင်ငံကြီးပေါ့နိုင်ငံကြီး ိုးတက်ကောင်းမှုမယ်ဆိုရင်အားလုံးစင်ပြေပါမယ်ဟိုပဲမျောလင့်ကြပါဘောနော်ကိုးအတွက်လည်းမဟုတ်ဘောနော်အားလုံးနောက်ကိုးနိုင်ငံအတွက်အကောင်းဆုံးဖြစ်မယ်ဆိုရင်တော့အားလုံးပဲမျောလင့်ပါတယ်နော်အဲ့ဒါပါပဲကျွန်တော်တို့တော့ကျေးဇူးတင်ပါတယ်ပြည့်စည်ကျင်တာကတော့အဓိကတော့ဟိုပါဗောအကူကကုံစည်းနှုံးအဓိကကြီးမှုဗော ကုံစည်နှုံရောကြမယ်ဆိုရင်ပြည်သူတွေအတွက်ကအရန်ကိုအဆင်ပြေမယ်လို့ကျွန်တော်ကြုံကြည်ပါတယ်အာအပေါ်မှာအမြင်ရတော့အကူကဘလို့ခေါင်းလဲဆိုသူတို့ဆွေးနွေးတာတော့ကောင်းတယ်အကူကဘာကြောင့်လဲဆိုတော့ပြည်သူလူထုကပြောင်းလဲဖို့အတွက်ကိုအမြဲတမ်းမျှော်လင့်နေတာအဲ့ဒီအတွက်ကြောင့်ဆွေးနွေးတာလည်းကောင်းပါတယ်လို့ကျွန်တော်အမြင်ရတော့အဲ့လိုမြင်တယ်ဘာလို့ဆိုပြောင်းလဲဤတစ်ခုတော့ဖြစ်သွားမယ်လို့တော့မြင်ပါတယ်ကို